ဈေးပြန်တက်ဖို့အားယူနေတဲ့ Okwai ငါးမျိုး ကိုလူလိုအခုချိန်မှာအမြောင်းနေဆုံးကဈေးပြန်တက်နိုင်မယ်ခွင့်နေလို့ထင်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုမှာဈေးပြန်တက်နိုင်စေရှိနေတဲ့အောက်ကွိုင်း၅ခုအကြောင်းကိုပြောထားပါမယ်။ဆိုတော့ဗီဒီယိုလေးကိုစလိုက်တာပေါ့။ပထမတစ်ခုကတော့ BNB ပါ။ BNB ဆိုတာက Binance ကြီးတစ်ခုလုံးကိုဒေပတ်နေပေါ်အတွက်သုံးနေအောင်စားစီတို့ပဲ။သူတွေက trading fees သက်သာအောင် launch battery မှာခွင့်အစ်စ်တွေရအောင်ဝင်ယူဖို့စူတွေပြန်ရဖို့အတွက် BNB ကိုသုံးကြပါတယ်။ဆိုတော့ဘာလို့အခုချိန်မှာ BNB ကိုစဉ်းစားတင်တာလဲပေါ့နော်။ Binance ကအငြင်း တဲ့ features အသစ်တွေထပ်ထည့်နေတယ်။ဒီအကြီးဆုံးကသူတို့က BMI ကွာနေကိုပုံမှန် branding လုပ်နေတယ်။ rate အတွက်ကြောင့်မဟုတ်ဘူးဈေးကွက်ထဲမှာ quite အရေးအတွက်ကတဖြည်းဖြည်းနဲ့နည်းသွားတယ်ပေါ့နော်။ရှင်းရှင်းလေးပါပဲ။ quite နည်းလာရင် ဝယ်လူအားများလာနေရင်ဈေးကတက်မှာပါမြန်မာပြည်က Binance တုံးတဲ့သူတွေအတွက် BME ကဒိုင်းရိုက်အသုံးဝင်နေပေါ့နော် fees တွေတက်တာတော့လို့ရတယ်တခြားကွန်နေနဲ့ swap လုပ်လို့လို့ရတယ်ရေရှိအတွက်စိတ်အချရာဆုံးအောက်ကွန်နေတဲ့အခါတစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်အောက်ကွန်တစ်ခုကတော့မိခင်ချင်းဖြစ်တဲ့ Ethereum မှာ Bitcoin ပြီးရင်ဒုတိယအခြေဆုံး crypto လည်းဖြစ်တယ်ပေါ့နော်သူက NFT တွေကနေ DeFi app တွေအထိ crypto project တော်များများကိုသူစီမတွေ့ရပါလိမ့်မယ်ဆိုတော့ဘာဖြစ်လို့အခုအချိန်မှာ Ethereum ကိုစဉ်းစားတင်လာလဲ Ethereum ကသူရဲ့ network ကို upgrade တွေစတိုင်လုပ်ပြီးတဲ့နောက်ပိုင်းမှာပတ်စံသွဲတာပိုပြီးတော့မြန်လာတယ် fees တွေလည်းပိုပြီးတော့တက်တာလာတယ် ဒါကြောင့်ယင်းဒီမြို့နယ်နဲ့သူကြီးတွေကအီတရီယန်ကိုပြန်ပြီးတော့ဝယ်စုနေကြရပေါ့နော်။အောက်တိုဘာမှာသူရဲ့ ecosystem update အသစ်တွေလာဖို့ရှိရကြောင်းဈေးကွက်ကအကမကုန်းရှောင်းနေရသူပြောလို့ရပါတယ်။ Binance မှာ Ethereum ကိုဝယ်ပြီးရော staking လုပ်ထားလိုက်အောင်နဲ့အလကားနေရင်အတိုးလိုမျိုး Ethereum အသစ်တွေတန်ရနိုင်တဲ့နေရာလေးရှိပါတယ်။ရေရှည်ကမ်းမဲ့သူတွေအတွက် Ethereum ကအစဉ်အပြေဆုံးပါနေရမှာသူလည်းပါပါတယ်။နောက်ထပ် coin တစ်ခုကတော့ Solana ပါ။ Transaction speed အရင်ညံပြီးတော့ fees အရင်တက်တာရနဲ့နာမည်ကြီးရဲ့ Solana ကဘာဖြစ်လို့ can but ဖြစ်နိုင်တာလဲ၂၀၂၁မှာအခြေအနေမကောင်းခဲ့ပေမဲ့ဆိုလာနာကအခုချိန်မှာအားကောင်းကောင်းနဲ့ပြန်လာနေရဖို့တွေးခဲ့ရပြီးဖြစ်ပါတယ်သူ့ဘုံမှာ NFT နဲ့ DeFi project အသစ်တွေအများကြီးပြန်ပေါ်လာတယ် brand ကြီးတွေကပါဆိုလာနာဘုံမှာစပြီးတော့ဒီဆောင်နေကြပြီပေါ့နော်ဒီအခြေတိုင်းသာဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်သူ့ all time high အဟောင်းကိုမကြာခင်မှာပဲပြန်ချိုးနိုင်မယ်လို့ trader တွေကမှတ်နေကြပါတယ်နောက်ထပ်ကွိုင်းကတော့ XRP ပါ XRP ကနိုင်ငံခြားကိုပတ်စံသွေးတာကိုအဓိကထားရပါ ပေါ့နော်ဘန်တွေလူတွေရှားမှာနိုင်ရတဲ့ကငွေဆွဲတာပေါ့စက္ကန့်မအတွင်း fees အနည်းဆုံးနဲ့လုပ်ပေးနိုင်ပါတယ်ဆိုတော့အခုဘာဖြစ်လို့အိစာပီကိုစောင့်ကြည့်ဖို့ပြောရလဲဆိုရင်2024မှာသူတရားရင်ဆိုင်နေရတာရနိုင်သွားပြီးရဲ့နောက်ပိုင်းပေါ့နော်အိစာပီကိုရုံးစင်မှုတွေပို့ပြီးရလာတယ်သူနောက်က Ripple ကုမ္ပဏီကနေပြီးတော့ Ban တွေ Fintest ကုမ္ပဏီတွေနဲ့ deal အသက်တွေထပ်ရလာတာနဲ့အများ အောက်တိုဘာမှာဈေးကနောက်တစ်ခေါက်ထပ်ပြီးတော့အခုန်တက်နိုင်စေရှိနေပါတယ်နောက်ထပ်ကွိုင်းကတော့ Aster ပါ Aster ကတခြား Coin တွေလာ ောင်နာမည်မကြီးသေးဘူးဆိုပေမဲ့အာရှအထူးသဖြင့်ဂျပန်မှာတော်တော်လေးကိုအာယုံဆိုင်ခံနေရတဲ့ခွဲတစ်ခုဖြစ်ပါတယ်သူက web 3 update ခင်းတွေစောင့်ချင်တဲ့ developer အတွက်ရည်ရွယ်ပါတယ်ဆိုတော့ဘာဖြစ်လို့ asset က hidden gem ဖြစ်နိုင်တော့လဲပေါ့နော် binance ကိုရိုင်းက asset ရဲ့ network upgrade staking အစီအစဉ်တွေကို support လုပ်ပေးလိုက်တာကြောင့်သူ့ဘော်လူတွေရဲ့ယုံကြည်မှုကပိုပြီးတော့တက်သွားတယ်ပေါ့နော် community အားလည်းကောင်းတယ် partnership တွေလည်းအများကြီးလုပ်ထားတာကြောင့်စီကွက်ကို surprise တိုက်ပြီးတော့ order hack ကိုဖောက်ထွက်သွားနိုင်ချေများနေရပါ။ဒါပေမဲ့ကြီးကွန်နေတော့ ောင်မလိုက်ခြင်းပဲနဲ့နောက်မှတက်လာမယ့် hidden gem ကိုရှာနေတဲ့ trader တွေအတွက် Buster ကစောင့်ကြည့်တဲ့ coin ဖြစ်ပါတယ်။ဆိုတော့အခုပြောခဲ့တဲ့ coin တွေဘယ်လိုစောင့်ကြည့်မလဲပေါ့နော်။ဒီမှာဖြေကဆိုလို့ရှိရင်တော့ Binance app ကအလွဲဆုံးပဲပြီးတော့ Binance မှာတခြားအသုံးဝင်တဲ့ features တွေလည်းရှိပါတယ်။အဲ့ဒီ features တွေအကြောင်းကိုလည်းအခုတခါရပြပြပေးတော့ပါမယ်။ပထမတစ်ခုကတော့ Binance N မှာ Ethereum တို့ Astro လိုမျိုး coin တွေကိုအတိုးရအောင် staking လုပ်ထားလို့ရတဲ့နေရာဖြစ်ပါတယ်။ဒီတဲကိုတော့ပြောထည့်ထားပဲဆိုလို့ရှိရင်အတိုးပြန်ရမယ့်သဘောပေါ့။နောက်တစ်ခုကတော့ spot trading ခုနကပြောခဲ့တဲ့ coin တွေအားလုံးကိုဝတိုင်းရိုက်ဝယ်ရအောင်လို့လို့ရပါတယ်။ဒါကူကတော့ watch list ပါ။ကိုယ်စိတ်ဝင်စားတဲ့ coin တွေကို home page မှာတဲ့ list အနေနဲ့ပတ်ပြီးတော့ကြည့်လို့ရပါတယ်။ဈေးတက်လာရင် alarm ပေးအောင်လည်းလုပ်ထားလို့ရပါတယ်။ဒီအခြေစုံကတော့ Binance မှာ P2P trading ပါပဲ။ဒါကြောင့်နိုင်ငံသားဖန်တွေမလိုဘဲနဲ့မြန်မာချင်းတွေပဲကို၃နှစ်ကြာ KPZ Pay တို့ Wave Pay တို့နဲ့ crypto တွေကိုတိုက်ရိုက်ဝယ်လို့ရပါတယ်။နောက်ဆုံးအနေနဲ့ပြောစင်တာက October 2025က altcoin အတွက်တော်တော်လေးကိုလှုပ်ခတ်မယ်လို့ဖြစ်နေ ုင်ပါတယ် PME ETH SOL XRP နဲ့ ASD ကအလုံးကအခြေခံတဲ့ကောင်းနဲ့ community လဲအကောင်းနဲ့ဈေးကိုတွန်းတင်ပေးနိုင်မယ် effort တွေရှိနေရပါတော့တခုမှထားရမှာက crypto ကဈေးရတက်ကြအရန်ညံတဲ့အတွက်မဝယ်ခင်မှာကုဘာတာကိုတိချသေးလာပြီးတော့ဆုံးဖြတ်ချက်ချပါ go social နိုင်တာထပ်ပို့ပြီးတော့ဘယ်တော့မှမရှင်းနေပါနဲ့တကယ်လို့ကိုက Binance account မခွင့်ရသေးဘူးဆိုရင်အခုဖြတ်ထားတဲ့ crypto market referral code ကိုတုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်ဒီကောင်းနဲ့ဖွင့်နေဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ fee စီ ရဲ့ journey person ကိုတစ်သက်လုံး discount ရမယ်အဖြစ် crypto mic ကနေပြီးတော့ကုန် user တွေအတွက်သီးသန့်လုပ်ပေးထားတဲ့ market analysis တွေ update news တွေကိုကြည့်နိုင်မယ် FIB group ထဲကိုလည်းဝင်ဝင်ရအောင်မှာဖြစ်ပါတယ်ဒါတွေအားလုံးအပြင်နောက်ထပ်တဲ့ crypto mic ကနေပြီးတော့ giveaway တွေ event တွေလုပ်ပေးရဆိုလို့ရှိရင် FIB ကနေနဲ့ exclusive award တွေကိုလည်းထပ်ပြီးရအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ video ဒီကတော့တလောက်ပါပဲ crypto mic ပါ now video မှာ gain တွေ့ရဖို့